မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ရေးဘူးရွာနယ် ဖျားတောင်ရွာကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကိုတိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သား၁၀ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ31ရက်နေ့မှာညောင်ရွှေမြို့နယ်မှာကင်းချိန်ပြီးတော့ပြန်လာတဲ့စစ်ကောင်စီတပ်သားများကလက်နက်ကြီး၆လုံးနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားကိုလိုက်လံပစ်ခတ်ပြီးတဲ့နောက်အပြန်အလှန်ထိပ်တွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဇွန်လ1ရက်နေ့မှာအင်အားထပ်မံဖြည့်တင်းပြီးတော့ဇွန်လ2ရက်နေ့မှာစစ်ကြောင်းထိုးတက်ဝင်ရောက်လာတဲ့အချိန် တော်လိုင်းရဲဘော်များနဲ့အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲများမနက်၈နာရီကစတင်ပြီးတော့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များဟာလက်နက်ကြီးအင်အားတွေယူနေလာခြင်းကြောင့် ြင်းထိုင်ရရွာနေရွာကနေပြန်လည်ဆုတ်ပေးလိုက်ရတယ်လို့သိရပါဗျ။အခုလိုမျိုးဆုတ်ခွာသွားတဲ့အချိန်မှာအကြမ်းဖက်စစ်သားများနဲ့ PNO အဖွဲ့ကဂျေးရွာမှာရှိတဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးနေခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့ညနေ၄နာရီမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးထိတွေ့တိုက်ပွဲအတွဲမှာအကြမ်းဖက်စစ်တပ်ကဆယ်ဦးသေဆုံးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိကတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ညောင်ရွှေမြို့နယ် ်ဇကိုင်းအင်းဘက်ကလာပြီးတော့ရေဘူးရွာနဲ့ဖျားတောင်ရွာစစ်ခွေးအင်အားကတထောင်လောက်နဲ့စစ်ကြောင်းထိုးလာတာစစ်ခွေးနဲ့ PNO ဘက်ကအသေးပြောက်များတယ်စစ်ခွေးတွေဘက်ကဆယ်ကောင်သေးတယ်သူတို့ပစ္စည်းတွေမီးရှို့တယ်အိမ်တွေကိုလည်းမီးရှို့တယ် မိရှုပြီးတာနဲ့သူတို့ကနေပြီးတော့ PDF တွေရှုတယ်ပေါ့ PDF တွေရှုတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ကဖန်တီးပြီးတော့သူတို့ဘက်ကသတင်းအမှားတင်ထားတာတွေလည်းတွေ့ရပါတယ်မိရှုတာကတော့နေအိမ်ဆက်လုံးထက်မနေဘူးပြည်သူတွေဖမ်းဆီးရမိတာတော့မရှိသေးဘူးပြည်သူတွေအနေနဲ့တော်လိုင်းအင်အားစုများကိုပြစ်မှတ်ထားပဲနဲ့အ мян ဆုံးတော်လိုင်းရေးအောင်နိုင်ရန်အတွက်အားလုံးဝိုင်းဝန်းကူညီပြီးတော့တော်လိုင်းရေးကိုအ мян ဆုံးပြီးအောင်ရှေ့ဆက်ဝိုင်းဝန်းလှုပ်ဆောင်ကြဖို့ပြောချင်ပါတယ်လို့ရှမ်းတောင်အထူးတပ်ဖွဲ့ P3970 2ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းကမ့်ဘလူမြို့နယ်ညောင်ပေါင်ရင်ကျေးရွာအနီးမှာရှိတဲ့လင်မန်းဆယ်မှာကင်းတာဝန်ကျနေတဲ့ပြူစောတိအဖွဲ့တိုက်ခိုက်ခံရပြီးတော့နှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မနက်6နာရီကျော်လောက်မှာအင်အား15ဦးခန့်ရှိနေတဲ့အချိန်ဝင်းရောက်တိုက်ခိုက်ခဲ့ပြီးတော့နှစ်ဖက်အပြန်အလှန်15မိနစ်ခန့်ပစ်ခတ်ပြီးတဲ့နောက်ပြူစောတိအဖွဲ့ဝင်တွေဆုတ်ခွာသွားတယ်လို့သိရပါရတယ်။နှစ်ပေးရွာကပြူစောတိတွေကင်းဆောင်နေတာဆိုတော့သူတို့ကင်းအချိန်အပြောင်းလုပ်တဲ့အချိန်မှာအလင်းငိုက်တိုက်ခိုက်ခဲ့တဲ့ပုံစံမှာ တိုက်ပွဲအချိန်ကတော့တိတ်မကြလိုက်ပါဘူးလို့ကမ်ဘလူမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြန်ကြားရေးတာဝန်ခံကပြောပြထားပါရယ်လေမန်းဆယ်မှာစောင့်နေတဲ့ပြူစောတိအဖွဲ့ဟာအမှတ်633 36တင်းငါတက်ရယ်ကာကင်းသဘောမျိုးထုတ်ထားတဲ့အဖွဲ့ဖြစ်တယ်လို့သူကဆက်ပြောပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာပြူစောတိနှစ်ဦးတေဆုံးပြီးတော့ဂျီသရီတနက်တလာဂျီပေါင်းနဲ့ ကြီအချို့ကိုတင်းစီရမိခဲ့တယ်လို့ဆိုပါရယ်၎င်းတိုက်ခတ်မှုကိုကံဘလူပကဖခရိုင်လှရှားအဖွဲ့နဲ့ညောင်ပေါင်ရေးပကဖအဖွဲ့တို့ကပူးပေါင်းတိုက်ခတ်ခဲ့ကြတယ်လို့သိရပါရယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဇွန်လ၈ရက်နေ့မှာအမှတ်633 36တက်ကစစ်ကောင်စီအင်အား80ခန်းဟာကား3စီးနဲ့ထွက်လာပြီးတော့ငတို့ကြီးရွာမှာဝင်ရောက်တပ်ဆွဲနေထိုင်ကအဲ့ဒီကြီးရွာကပြူစောတိအဖွဲ့တွေနဲ့ပေါင်းပြီးတော့လင်မန်းဆယ်ဘက်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီးဇွန်လ9ရက်နေ့မနက်ပိုင်းအထိတော့ငတို့ရွာကနေထွက်လာတာမရှိသေးဘူးလို့ပြောပါရယ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကလည်းကံဘလူမြို့နယ်ငပြောတိုင်ကြီးရွာမှာတိုက်ပွဲဖြစ်ပြီးတော့စစ်ကောင်စီဘက်က၄ဦးသေဆုံးက12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသကာကွယ်ပူးပေါင်းတပ်တွေဘက်ကလည်း2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းလေဗဒန်မြို့နယ်မှာပြူစောတီတအုပ်ကိုတားဆီးပြီးတော့ဆစ်ဆဲတဲ့အချိန်မှာခုခံထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မနက်10:00နာရီကမှလေဗဒန်မြို့နယ်အဆက်မှာတော်လိုင်းတပ်ဖွဲ့ဝင်များရဲ့သတင်းတွေကိုလာရောက်စုံစမ်းနေတဲ့အသက်30အရွယ်ပြူစောတီအင်းမျိုးအောင်ကိုတော်လိုင်းတပ်ဖွဲ့များကတားဆီးဆစ်ဆဲတဲ့အချိန်မှာမှတ်ပုံတင်တဲ့ဖုန်းတစ်လုံးကိုတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ပြူစောတီအင်းမျိုးအောင်ဟာဂျုံမင်ကောင်းမျိုးနယ်စက်တိုင်ရက်ကွာငကနီလေးလမ်းမှာ နေထိုင်သူဖြစ်ပြီးတော့၎င်းရဲ့ဖုန်းကိုစစ်ဆေးနေတဲ့အချိန်မှာဖုန်းဝင်လာပြီးပြူစောတီတအုပ်ကတီနီယာတွေကိုမေးမြန်းနေတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များကဖမ်းဆီးစစ်ဆေးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးတဲ့အချိန်မှာအင်းမျိုးအောင်ကပြူစောတီအဖွဲ့ဝင်ဖြစ်ကြောင်းနဲ့စစ်တပ်နဲ့တက်ရောက်ခဲ့ကြောင်းဝန်ခံခဲ့ပြီးတော့စက်တိုင်ရက်ကွက်မှာ၎င်းအပါအဝင်ပြူစောတီရှစ်ဦးရှိကြောင်းပြောဆိုထားပါဗျ။စစ်ကောင်စီကခေါ်ယူစေခိုင်းရင်တွားရောက်လုဆောင်ပေးနေရတယ်လို့ထွက်ဆိုခဲ့ပါတယ်။ အေးမျိုးအောင်ကပြူစောတိအဖွဲ့ဝင်ဖြစ်ကြောင်းဝန်ခံခဲ့တဲ့အတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေကဆက်လက်စစ်ဆေးရန်လုပ်နေတဲ့အချိန်မှာ ခုခံထွက်ပြေးသွားတဲ့အတွက်လိုက်လံပစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတနက်ကြီးစံထိမှန်ပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့သတင်းပေးများနဲ့ပြူစောတိများဟာတော်လိုင်းတပ်ဖွဲ့များရှိရာဒေသများကိုဝင်ရောက်ထောက်လှမ်းမှုများရှိလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များကစောင့်ချက်စစ်ဆေးမှုများပြုလုပ်နေရပြီးတော့ရပ်ဝေးကနေလာရောက်ပြီးတော့ဈေးရောင်းကြတဲ့ဈေးတယ်များအနေနဲ့ဒေသခံပြည်သူအသည့်မိတ်ဆွေများထံကနေတဆင့်ဆက်သွယ်ပြီးတော့တွာလာကြပါရန်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောနေပြည်တော်ကအမှတ်3စစ်ကြောရေးနဲ့တဲခိုရေးတပ်မှပြည်သူ့စစ်မှုထမ်းတအူးကိုအိတ်ဆောင်အတူနေတဲ့တန်နေစစ်သားကကက်ကြီးနဲ့ထိုးတက်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တေဆုံးသွားတဲ့သူဟာရထပတ်တဲ့မိထီလာကပြည်သူ့စစ်မှုထမ်းစစ်သားကိုနန်းဆောင်ဆိုသူဖြစ်ပြီးတော့ဇွန်လ10ရက်နေ့ခမင်းစားချိန်ကျွေးမွေးရေးကိစ္စတွေဆောင်ရွက်နေတဲ့အချိန်နဲ့ တန်းစီတဲ့အချိန်တွေမှာအချင်းများရံဖြစ်ပြီးတဲ့နောက်အခုလိုမျိုးကက်ကြီးနဲ့ထိုးတက်ခံရတာလို့သိရပါဗါးစကားများရံဖြစ်ပြီးတော့ည7နာရီလောက်အချိန်မှာအယက်မူးနေတဲ့တန်းနေစစ်သားကအိတ်ဆောင်အပြင်ဘက်မှာအသည့်ဆောင်ဆိုင်နေပြီးတော့တေဆုံးသူပြည်သူစစ်မှုထမ်းအပေါ့သွားရန်ထွက်လာတဲ့အချိန်အိမ်သားကိုလိုက်ပြီးတော့ကက်ကြီးနဲ့လယ်ဘင်းကိုအချက်ပေါင်းများစွာထိုးတက်ခဲ့တယ်လို့သိရပါဗါးပြည်သူစစ်မှုထမ်းကိုနန်းဆောင်ကအခင်းပြက်ပွားတဲ့နေရာမှာမတေဆုံးသေးပဲ တက်ဆေးကန်းကနေတဆင့်ဂရင်တထောင်ဆေးရုံကိုပို့ဆောင်တဲ့အချိန်လမ်းခုလက်မှာတေဆုံးသွားတယ်လို့သိရပါဗါတယ်တေဆုံးသူပြည်သူစစ်မှုထမ်းတဲ့ကျူးလွန်သူစစ်သားဟာတက်တူထောက်ပို့တက်ကဖြစ်တာကြောင့်ကက်ကပတ်ညွှန်ကြားရေးမှူးရောက်ရှိလာကဆဲဆိုချိန်မောင်းသွားခဲ့တယ်လို့တက်တွင်းသတင်းအမြစ်ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ငူမျိုးမင်းကြီးညိုရက်ကွက်မှာအဲဆင်းဝင်ဆက်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတနက်နဲ့ပြစ်ခတ်တဲ့အတော့အမျိုးသားတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တေဆုံးသွားတဲ့သူဟာလက်သမားပယံအလုတ်လုတ်ကိုင်းနဲ့အသက်35နှစ်အရွယ်ကိုနောင်နောင်ဆိုသူဖြစ်ပြီးတော့ဇွန်လ9ရက်နေ့ည10:00နာရီကျော်ကညီဖြစ်သူနဲ့သူ့ရဲ့နေအိမ်မှာရှိနေတဲ့အချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကခြံရဲ့အရှိကနေတနက်နဲ့ပြစ်ခတ်လိုက်တာလို့ဆိုပါတယ်။သူ့အိမ်ကိုမီးနဲ့ထိုးပြီးတော့ခြံတကားကိုခေါက်နေတဲ့ သူတို့ကညီကိုနှစ်ယောက်တည်းနေတာပါတကားလာခောက်တော့ညီဖြစ်တဲ့သူကအကိုရေတကားခောက်နေတယ်အရှင်းမှလည်းမီးနဲ့ထိုးနေတယ်သွားကြည့်လိုက်အောင်ဆိုလို့အကိုလောက်သူကသွားကြည့်တာသူ့ကိုလည်းတွေ့ရောစစ်သားတွေကပြစ်ပြစ်ဆိုတဲ့အတန်ကြားပြီးတော့အပြစ်ခံလိုက်ရတာလို့ရက်ကွက်နေပြည်သူတို့ကရှင်းပြထားပါတယ်တနက်နဲ့ပြစ်ခံရလို့ကိုနောင်နောင်ဟာစီးကုံကိုအကြီးစားထိမှန်ခဲ့ပြီးတော့တောင်ကူစေးုံကိုပို့ဆောင်တဲ့အချိန်မှာတေဆုံးသွားတယ်လို့ဆိုပါတယ်ကိုနောင်နောင်ရဲ့ညီဖြစ်သူတို့ဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေမဟုတ်ပဲလက်သမားပယံလောက်ကိုင်းနေသူတွေသာဖြစ်တယ်လို့အဲ့ဒီဒေသခံကပြောပြထားပါတယ်ကိုနောင်နောင်ရဲ့နာရီကိုတော့ဇွန်လ9ရက်နေ့ညနေပိုင်းမှာဒီဆက်ရတုတ်တမ်းမာတဲ့ဒကြိုသွားမယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ14ရက်နေ့ကလည်းတောင်ငုံမြို့နယ်ကန်းနေကြေးရွာအုပ်စုတွေကဂုံမင်းအိုင်ကြေးရွာကိုဝင်ရောက်လာတဲ့စစ်ကြောင်းကရွာကလူငယ်နှုတ်ကိုဖမ်းဆီးပြီးတော့ နှိမ့်ဆက်တက်ဖြတ်ခဲ့သေးတယ်လို့သိရပါဗျ။နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအတင် AAPP ရဲ့ဇွန်လ6ရက်နေ့ထုတ်အစီရင်ခံစာအရ2021ခုနှစ်အာနာသိန်းတဲ့အချိန်ကနေပြီးတော့2025ခုနှစ်ဇွန်လ6ရက်နေ့အထိစစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်ပါစီတွေကြောင့်တေဆုံသူစုစုပေါင်း6896ဦးရှိတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကနေစဉ်ရက်ဆက်စစ်တပ်လေးထီးများနဲ့ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ3ရက်နေ့မနက်အစောပိုင်း2:28မိနစ်ခန့်မှာအချမ်းမဆက်တက်ကတန်ဘိုရွာတဲ့အရှိတ်ကိုစက်တက်၄ထီးနဲ့ဘုံဒီ18လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ4ရက်နေ့မနက်အစောပိုင်း9:17မိနစ်ခန့်မှာလည်းအချမ်းမဆက်တက်ရဲ့မိထီလာ၄တက်ကနေတက်လာတဲ့စက်တက်၄ထီးနဲ့နဘူးချင်းရွာနဲ့ထောက်ရှာချင်းရွာအနီးတစ်ဝိုက်ကိုဘုံဒီ17လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ6ရက်နေ့မနက်အစောပိုင်း4:48မိနစ်ခန့်မှာမိထီလာ၄တက်ကနေတက်လာတဲ့အချမ်းမဆက်တက်ရဲ့စက်တက်၄ထီးများကမကြီးချိုချင်းရွာ ုပ်စုနဲ့စီမီးခံကြေးရွာအုပ်စုများကိုဘုံဒီများကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအလားတူပဲဇွန်လ9ရက်နေ့မနက်အစောပိုင်းမနက်3နာရီခန့်မှာတံပေါ်ရွာအရှိပိုင်းကိုစစ်တပ်၄ထင်းနဲ့ဘုံဒီစစ်တပ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအချက်မှတ်စစ်တပ်ရဲ့၄ချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲ ကျေးရွာနေပြည်သူများဟာကျေးရွာများအတွင်းမှာအိတ်ဆက်နိုင်ခြင်းမရှိဘဲဘေးလွတ်ရာနေရာများမှာသာတင်းရှောင်နေရတယ်လို့သိရပါဗါးအကြမ်းမဆက်တက်ကညဘက်မှာပြည်သူတွေအိတ်ဆက်နေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးတော့လေချောင်းကနေဇက်တိုက်ဘုံကျဲနေလို့ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့အသိပေးကြပါတယ်လို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ